တညင်းကုန်းစည်းမီလောင်နိုဝင်ဘာ26ရက်နေ့ည9နာရီခွဲချိန်ခန့်မှာရန်ကုန်မြို့တညင်းကုန်းစည်းမီလောင်ခဲ့ပါတယ်။တညင်းကုန်းစည်းကတော့အင်းစိန်မြို့နယ်ခရီးပင်လမ်းမှာတည်ရှိတာဖြစ်ပြီးလက်ကားစည်းကြီးဖြစ်တာကြောင့်ဈေးတည်များပြားရဲ့အားထားရလည်းဖြစ်ပါတယ်။အရင်ကတော့ပြန်ကျဈေးတဘုံမျိုးဖြစ်ပေမဲ့ခုလိုဈေးယုံကြီးဖြစ်ဖို့ပြင်ဆင်ထားတာမကြသေးပါဘူး။အဲ့ဒီဈေးရဲ့အနီးမှာတော့ပွာရဲဈေးရှိပါတယ်။ဒါပေမဲ့မနေ့ညကတော့ရုံ3ကုံ6တန်းငါ6တန်းဘက်ကနေမိကစပြီးလောင်ကျွမ်းခဲ့ပါတယ် ဘဲကနေဘလို့လောင်လဲတော့တေချာတိကျမသိသေးပေမဲ့တချို့ကတော့ဝါယာကျိုးပေါက်တာကာကတဆင်လောင်တာစသဖြင့်မှတ်ချက်အမျိုးမျိုးပေးနေကြပါတယ်။မိတက်ရင်အများပြသုံးပြီးငိတ်တက်ခဲ့တာကြောင့်၈နာရီ26မိနစ်မှာမိထိန်နိုင်ပြီး၈နာရီ46မှာမိငိမ့်သွားတယ်လို့ဆိုပါတယ်။ဈေးရောင်းဈေးဝယ်လို့မရှိချိန်လောင်တာဖြစ်တာကြောင့်အရက်သားပြည်သူထိခိုက်ဒဏ်ရာရမှုတော့မရှိပါဘူး။ဒါပေမဲ့ကုန်ချောက်တွေကြောင့်မိလောင်မှုအရှိန်များတာကြောင့်မိတက်အဖွဲ့ဝင်တချို့ဒဏ်ရာရသွားတယ်လို့ကနဦးသတင်းတွေအရသိရပါတယ်။ ဆိုင်ငန်းတချို့နဲ့ကုန်ပစ္စည်းအများပြားထိခိုက်ဆုံးရှုံးမှုများရှိပါတယ်။ယခုအချိန်မှာတော့မြန်မာနိုင်ငံနေရာအနှံ့ပြားမှာမီးလောင်မှုတွေစက်တိုက်ဖြစ်ပေါ်လျက်ရှိတာကြောင့်မီးဘေးအန္တရာယ်ကိုတတိပြုကြဖို့တိုက်တွန်းချင်ပါတယ်။